ကျွန်တော်ဒီနေ့တော့အင်္ဂလိပ်စာလေ့လာနေသူတဦးကမေးထားတဲ့ဒီမေးခွန်းလေးကိုရှင်းပြပေးသွားမှာဖြစ်ပါတယ်ပထမဆုံးအနေနဲ့မေးခွန်းမေးတဲ့သူကိုကျွန်တော်အရင်ကျေးဇူးတင်ပါတယ် Thank you for your question That's a really great question I really appreciate it မေးထားတဲ့မေးခွန်းက you let me down နဲ့ you make me sick ဒီနှစ်ခုဘာကွာတယ် you let me down ကဘာနဲ့တူတယ်လဲဆိုတော့ you disappointed me နော်တဖက်လူကကိုယ်ကိုစိတ်ပြောင်းလုပ်လိုက်တယ်ဒါဆိုကိုကဘာဖြစ်လို့စိတ်ပြတ်သွားတာလဲကိုမျောလင့်ထားတဲ့အတိုင်းတဖက်လူက မလုပ်တဲ့အတွက်ကြောင့်ကိုကစိတ်ပြေရတာ तू ကဘာဖြစ်တယ်လဲဆို soft ဖြစ်တယ်တဖက်လူကိုအပြစ်မမြင်ဘူးနားလေခွန့်လွတ်ပေးတယ်ဒါပေမဲ့သူ့မှာဝမ်းနေတဲ့အရေးရောင်လေးနည်းနည်းပါတယ်ကျွန်တော်မြန်မာပြောပါတယ်ဟာမင်းအိမ်လာမယ်ဆိုလို့ငါသမီးနေဟင်းချက်ထားတာ င်းကပေါ်မလာဘူးရပါတယ်ကွာအဲ့ဒီအတန်လေးကဝမ်းနေတဲ့အတန်လေးပါနေတယ်ပြောချင်တဲ့သဘောတည်းက you let me down မင်းငါ့ကိုစစ်ပြအောင်လှုပ်ထားပဲ when i needed your support you turned away ငါမင်းရှိရအခုကြီးထောက်ပံ့လိုတဲ့အခါမှာမင်းကတော့ရှောင်ဖဲရှောင်ဖဲလုပ်နေတယ်နော် you let me down